ဒီနေရာမှာအချားမလေးတွေတချို့မိတ်ဆက်မိတ်ဆက်ချင်တာကမြန်မာဆိုတာဗမာကိုပြောတာလားမြန်မာဆိုတာဗမာလူမျိုးကိုပဲဆိုလိုတာလားစစ်ပွဲနယ်မြေနိုင်အရာမနော်စစ်ပွဲနိုင်မအောင်မြင်ပါလားအဲ့လိုမျိုးပေါ့အဲ့နကူပါမယ် နောက်တစ်ခုကတော့ဒါဒေါ်တော်လာရေးစစ်ရေးတည်င်းကိုပြောချင်တာနော်ခုနဥစ္စာကပြီးမှဆက်ပြောမယ်မေးခဲ့တာနော်ပြီးတော့အခုဒီနေ့တည်င်းတွေပြန်ချုပ်လိုက်တော့ကျွန်တော်တို့တွေ့ရတာရှင်းတယ်ကိုစီရောတုတ်တက်ထားတာမှာအချက်အဓိကအချက်ကကပါစဆက်သွက်ထားတဲ့ရေလိုင်းတွေမီလိုင်းတွေဟာ PVC ပိုက်တွေနဲ့ကထားတယ်နော်သူပြောခဲ့တာသွားကြည့်ကြည့်ပါကိုယ်ကရေးထားတာအဲ့ဒါကို PVC ပိုက်တွေကထားတဲ့ဟာကိုလှုပ်လို့ရတယ်ဆိုတဲ့အကြောင်းသူထောက်ပြထားတယ် ဒီတော့တကယ်တကယ်ကလှုပ်လို့ရတယ်မလှုပ်တာကဘာဖြစ်လို့လဲငါဘာကြောက်လဲဆိုတော့မေးရမှာဟုတ်တယ်ပြီးတော့နောက်တစ်ခုကအဓိကမိကွန်းကအတူလေး10မိနစ်လောက်ကကျွန်တော်တို့မလိပ်ပါနဲ့တော်လိုက်ရေးဟာစိတ်ကောက်စီကြောင့်ပျက်စီးတာမဟုတ်ဘဲနဲ့အတွင်းကအဂတိလိုက်စားမှုတွေကြောင့်တဖြည်းဖြည်းနဲ့ပျက်စီးသွားတဲ့အခြေအနေဖြစ်လာတာစိတ်ကောက်စီအကြမ်းဖက်တာလူတိုင်းသိတယ် ကိုဖက်ကအရေးယူပြင်ဆင်မှုဟာဒီနေ့ကမ်းပလူမှာဖြစ်တဲ့ဥစ္စာမျိုးခုနှစ်ယောက်ပိုင်းကြားအရေးယူတယ်ဆိုတော့ဟာကအခုမှပေါ်လာတဲ့တည်းကျွန်တော်တို့ပြောခဲ့တဲ့ဟာတွေကဒီထက်အများကြီးကြံသေးတယ်ဒီတော့နားလည်မှုလွဲနေတဲ့အကြီးမားဆုံးဥစ္စာကစစ်ကောက်စီလှုပ်လို့တော်လာရင်ပျက်စီးသွားတာမဟုတ်ဘူးကိုဘတာကိုအကတိလိုက်စားပြီးတော့အရေးမယူတာကြောင့်ပျက်စီးသွားတာရှင်းရှင်းပြောရင်မြင်းပြင်းမှာစစ်ကောက်စီကအကြမ်းဖက်မှု ပြည်သူကိုတော်လာရင်ဖက်ကိုတွန်းပို့တယ်အယူဂျီရဲ့အုတ်ချုပ်ရန်တရားဟာ ပြည်ပြင်တဲ့တရားစီရင်ရေးဥပဒေမရှိဘူးเนาะဘာဥပဒေနဲ့ဘယ်လိုအရေးယူနေမှန်းမသိဘူးဒီနေ့အုတ်ချုပ်ရန်တရားကမ်းပလူပညာဘက်ကအခွန်အရာရှိခွနဲ့ဦးကျွန်တော်မေးချင်တာကဒီလောက်ပဲလားလို့เนาะအတွဲမှယူရင်းမှုဟာပြည်သူရုပ်ကြည်မှုကိုပြန်ဆွဲချနေတာကြာခဲ့ပြီလက်ရှိအခြေအနေမှာပြည်သူထောက်ခံမှုကိုဗဟုပြုတဲ့နှစ်ဖက်စစ်ပွဲဖြစ်နေတယ် ကိုဖက်ကပြည်သူထောက်ခံမှုမရရင်အကျန်းဖက်တာနဲတဲ့ဖက်ကိုစစ်ကောက်စီဖက်ကိုရောက်သွားနိုင်တယ်ဆိုတာလူတိုင်းသိသင့်တယ်နော်ဒီတော့စစ်ကောက်စီအကျန်းဖက်မှုဆိုတာကစစ်ရေး IUG အဂတိလိုက်စားမှုဖြစ်နေတာကိုအရင်မြှူတာကနိုင်ငံရေးတမတိပြည့်ရင်းနေတာအဲ့ဒါကဓာတ်ရိုက်ထိခိုက်တာပဲတော်လိုင်းမအောင်တာစစ်ကောက်စီကြောက်ကြီးပဲမဟုတ်ဘူးကိုဖက်က IUG ကြောက်လဲပါတယ်တော်လိုင်းရေးမှာနိုင်ငံရေးရတရားဝင်မှုပျက်စီးပြီးတော့စစ်ရေးအရအောင်မြင်နေလည်းပဲဘာမှလုပ်လို့မရဘူး yes or no စေကြီးဘလောက်ပဲအောင်မြင်နေပါစေဒီလိုမျိုးနိုင်ငံရေးတရားဝင်မှုပြည်သူထောက်ခံမှုပြည့်စည်သွားပြီဆိုရင်တော့ခင်ဗျားတို့ဘာမှလုပ်လို့မရဘူးဒီတော့ဘာလုပ်ရမလဲဒီခါလေးပြောလိုက်ပါမယ်ဒီခန်းကတော့ UNG ခေါင်းဆောင်မှုကိုထောက်ခံနေတဲ့လူတွေမေးအကတိလိုက်စားမှုကိုဖြေရှင်းဖို့ခင်ဗျားတို့ပွင့်လင်းမြင့်တာတဲ့ပြည်သူတရားစီရင်ရေးဒါစေကြီးမဟုတ်ဘူးနိုင်ငံရေးမဟုတ်ဘူးပြည်သူတရားစီရင်ရေးရန်တရားကိုအမှန်တကယ်ထူထောင်ပြီးချပြပြီးတော့အရေးယူတာမျိုးလုပ်မလားမလုပ်ဘူးလားမလုပ်ရင် အန်ယူဂျီကြောင့်တော်လိုင်းပြတ်တာပဲဒါဟာတော်လိုင်းနိုင်ငံရေးရရှုံးမလားခိုင်မာတဲ့ legitimacy ကိုတည်ဆောက်နိုင်လားဆိုတာကိုမေးခွန်းထုတ်တာနဲ့တူတူပဲအဲ့လောက်သဘောပေါက်တင်တယ်နော်အခုလိုမျိုးအရေးယူမှုဟာကြော်မကောင်းကြောက်မကောင်းဖြစ်လာလို့တော်တော်ဆိုးဆိုးဝါဖြစ်လာလို့ခုနှစ်ယောက်အရေးယူတာကျွန်တော်တို့ခြားပြခဲ့တဲ့အချက်လက်တွေတက်တဲ့နေတယ်ကွာမနဲ့မနဲ့ဘူးဘာမှအရေးမယူဘူးနော်တခါတည်းဆက်ပြီးတော့နော်ကျွန်တော်ဒီဖက်ရခိုင်ဖက်ကိုသွားတဲ့စိတ်ရေးကိုပြောလိုက်ပါမယ် အဲ့ဒါကလည်းဒီတိုင်းပဲနော်စစ်ကောက်စီရွေးကောက်ပွဲကိုအာဏာတကယ်ပြန်ပြီးတော့ထိပိပိုင်နိုင်ဖို့ထိချုံနိုင်ဖို့ကြိုးစားအားထုတ်နေတယ်လို့ထင်လားဒါဆိုရင်ကျွန်တော်ပြောချင်တာကအကြီးကျယ်နားလည်မှုလွဲနေပြီတိတိကျကျပြောချင်တယ်ရွေးကောက်ပွဲဆိုတာမျက်လက်နော် narrative theory တော်လို့ခေါ်တယ်ဇာတ်ကြောင်းတစ်ခုကိုပြထားတာ နောက်ကွက်ကမိဖို့ခန်းတိုင်းအနိပြီးတော့ပါတီတွေဟာကျန်းဖော့ပါတီတစ်ဖွဲ့တည်းမဲဆွဲတာကိုပဇက်လေးဟာပြီးထိုင်ကြည့်နေရတဲ့အခြေအနေတခြားပါတီမပါဘူးကျန်းဖော့တစ်ဖွဲ့တည်းဒီတော့လူများစုနားလည်မှုလွဲနေတဲ့အကြီးမားဆုံးဝီရောဒီတစ်ခုရှိတယ်ကျွန်တော်တို့ခုနပြောခဲ့တဲ့နိုင်ငံရေးတရားဝင်မှုထောက်ခံမှုမရှိဘဲနဲ့ရွေးကောက်ပွဲပဲလုပ်လို့ပါပဲလုပ်လို့မရတယ်လို့ UNG ရဲ့အကျင့်ပြတ်မှုတရားဝင်မှုဥပဒေမရှိဘဲနဲ့ဘာမှဆက်လုပ်လို့မရဘူး စစ်အုပ်ချုပ်ရေးဟာလည်းအဲ့လိုပဲမြေပြင်မှာထိတ်ချုပ်မှုမရှိဘဲနဲ့ရွေးကောက်ပွဲနိုင်ငံရေးအသက်ဝင်ဖို့ကြိုးစားတာဟာဖြစ်လို့လုပ်နေလဲဆိုတော့မေကွန်ထုတ်လို့ရတယ်ရှင်းအောင်ပြောရရင်ဗျာလူတွေရွေးကောက်ပွဲကိုတကယ်အာဏာရဖို့အတွက်စစ်ကောက်စီကြိုးစားနေတယ်နော်ရွေးကောက်ပွဲမထောက်ခံရဘူးလို့ထင်နေတာကလွဲမားနေတဲ့အခြေအနေတကယ်လက်တွေ့ကအဲ့ဒီရွေးကောက်ပွဲဟာပြည်ရင်းပြည်ပအယောင်ပြဖို့ပါဝါဝါရဖြန့်ချီရေးနီလန်တက်တက်တောက်ထားတာတစ်ခုပဲ။ ်တအားလိုက်လို့ရတာမလို့ဘူးနော်ရှင်းရှင်းလေးရလေဒီတက်ပိုရှင်းအောင်ပြန်ထားဖို့ရလေပြန်တွေးကြည့်ရလေစက်ကောက်စီဖြစ်နေတဲ့ဟာတွေကိုလိုက်စဉ်းစားနေကြတာမလို့ဘူးခင်ဗျားတို့ပြောတော့တရားမဝင်ဘူးတရားမဝင်ဘူးဆိုတတ်မှတ်ပြီးကိုလုံးဆရာရှိတာလုံးစက်ကောက်စီလုံးသမ ्या ဟာလိုက်စဉ်းစားနေကြအကြောင်းကိုမရှိတာဘာပဲပြုတ်လို့တရားမဝင်ဘူးဆိုတော့တတ်မှတ်လိုက်ပြီအစကတည်းကတရားမဝင်ဘူးဆိုတော့အကြိမ်ပေါင်းများစွာလူတပုတ်អော်ခဲကြတယ်လေ တရားမဝင်ဘူးဆိုရင်ကျန်တာဘာမှမစင်စားနေနဲ့လေဟိုလောက်ရမယ့်အလုပ်လုပ်လေရွေးကောက်ပွဲအင်တာဗျူးလိုက်ဝန်ကြီးတွေမေးလိုက်တခြားလူတွေနဲ့ဆွေးနွေးလိုက်တရားမဝင်ဘူးလေသူဘာလုပ်လို့တရားမဝင်ဘူးဆိုရင်ပြီးပြီမဟုတ်လားပြောတော့လေတရားမဝင်ဘူးသူတို့ပဲလိုက်ပြီးတော့ပြောဆိုနေတော့တရားဝင်နေသူတို့ဖြစ်နေတာမဟုတ်လားတော့အရှင်းနဲ့တော့လေထဲမှာလွင့်နေတဲ့အာနာရွေးကောက်ပွဲဘာပဲလုပ်လို့စက်ကောက်စီဘာပဲလုပ်လို့ခင်ဗျားတို့တရားမဝင်ဘူးဆိုရင်ပြီးနေပြီဥစ္စာကိုဘာတွေလိုက်စဉ်းစားနေလဲမသိဘူး ြောထားတယ်တရားမဝင်ဆိုတရားမဝင်ပြီးပေါ့ဟုတ်တယ်လေပြည်သူအာဏာကိုလက်နက်ကိုက်ပြီးကြားဖက်အာဏာတိုက်တော့တရားမဝင်ဘူးပြီးပြီပေါ့ဘာလို့လို့တရားမဝင်ဘူးကျွန်တော်ပြောတာဘာလို့လို့တရားမဝင်ဘူးဒီတော့အခုကဘာမှမဟုတ်ဘူးဝါဒထက်ချေရုပ်ရှင်ရိုက်လဲပဲစစ်ကောက်စီတရားမဝင်ဘူးအော်တယ်တရားမဝင်ဘူးကခဏခဏအော်နေမှရလားအဲ့ဒါလေးပေါ့နော်လွဲတာတွေကဒီတော့မျက်လက်နောက်ကိုလိုက်ရင်လည်းဘာဖြစ်သွားလဲတည်င်းအာယုတ်အာဝါရဖြန့်ချီနောက်ကိုပါသွားတယ်တကောက်ကောက် ဘာကယူဆိုင်ဆက်လို့လဲသူရန်သူလို့တတ်မှတ်ထားပြီးလှုပ်လေဒီကောင်ဘာမှကယူဆိုင်ဆက်မလုပ်ဘူးမာနေတာအဲ့ဒါဒီတော့တေချာလေးစဉ်းစားကြည့်ပါအခြေခံကြကြပြောရမယ်ဆိုရင်လက်ရှိအခြေအနေကိုနားလည်ဖို့နော်ဒီမဟာပြူဟာအများနဲ့ပြောနေရတာကတကယ်ကမဟာပြူဟာဆိုတာအစီအစဉ်ထက်ပို့ပြီးတော့ဆက်နေတကြဖြစ်တယ်သင်္ကန်းပြူဟာဆိုတာအစင်မြင့်ဆုံးစစ်အင်အားစုစည်းမှုဆိုတဲ့မူပေါင်းဟာနားလည်ထားဖို့လိုတာကရှင်းအောင်ပြောရရင်စစ်ကောက်စီဟာစစ်မျက်နှာပြင် အမြောက်အမြောက်ကိုတပြိုင်နက်ထိတ်ချုံနိုင်စွမ်းလုံးဝမရှိတော့ဘူးဒါအတိတ်ချတယ်ဒီတော့မလုပ်လဲတည်င်းပုံရိပ်မှာဝါဒဖြန့်တယ်နိုင်ငံရေးတီရီတာ political တီရီတာရှင်းရှင်းပြောတော့နိုင်ငံရေးပြဇက်ကိုဖန်တီးတယ်လိုင်းမုံမှာအဲ့ဒါကြီးပြန့်နှံ့သွားတော့အိုးအများကြီးအများကြီး comment တွေမှာပြောကြဆိုကြတယ်ဆော့ကလေးကပြဇက်ဖန်တီးတာလေပြဇက်ဖန်တီးတာကိုဘာလိုက်ပြောနေစရာအကြောင်းရှိလို့လဲတရားမဝင်ဘူးလဲပြောထားတယ်ပြဇက်ပန်တီမှန်းလဲတီးနေတယ်ဆိုရင် တော်ပြီလေဒါပေမဲ့သတင်းတွေကတော့ဖြစ်ပေါ်တဲ့အခြေအနေကိုတင်ပြတယ်ရုပ်တံသတင်းတွေလည်းအဲ့လိုပဲအဲ့ဒါတွေလိုက်ပြီးတော့ဣတိမယွေတိုက်ခိုက်နေဖို့ကစစ်တိုက်တိုင်းကစားနေတာလားလို့မေးရမှာဟုတ်လားရန်ဖြစ်တိုင်းကစားနေရလားစစ်တိုက်တိုင်းကစားနေရလားတစ်ဖက်နဲ့တစ်ဖက်ကြက်ဖောက်ခွနေရလားဒီတော့အခု တွေ့နေကြရတယ်အလုံးသူလောက်ချက်ရှိရန်သူကသူ့လောက်သူလောက်ကိုကကိုလောက်ကိုလောက်ကိုလောက်ကိုပြပြလို့ပေါ့ USDP ပါတီတခုတည်းရွေးကောက်ပွဲဇာလန်ကိုခင်းနေတယ်အာယုလွဲနေတယ်အိုးဘာဖြစ်နေညာဖြစ်တယ်ထွက်လာမှာပေါ့နံပါတ်ကြီးတဲ့စက်ကောက်စီဖက်ကလူတွေခင်ရီတို့ဘာတို့ညာတို့ဒီတော့ကြီးမားတဲ့ဝါရဖြန့်ချီနီလန်ကိုတောင်းနေတယ်တကယ်တကယ်မြည်ပြင်ပါ logistic တွေဟာတော့ကတင်းတင်းပြင်းနေပြီပိတ်ပိတ်လီလီပဲကြံတော့တယ်ဘယ်လိုနည်းနဲ့မှပြပြင်းအောင်ထိတ်ချုံနိုင်စမ်းမရှိဘူး တကယ်တကယ်တမ်းအဲ့ဒီအာယုလွဲတာတွေအားလုံးဖယ်လိုက်ခင်ဗျားတို့မြင်လာရလိမ့်မယ်ကျွန်တော်မနေ့ကလည်းပြောခဲ့တယ်မအားသေးလို့နော်ဘိုင်းနာနေလို့တော့ပဲတိုက်ပြီးတော့တက်နည်းနည်းပဲတက်တာသေးလို့တော့မတင်သေးတာတည်င်းစားသုံးမှုကအရေးတအားကြီးတယ်အဲ့ဒီဟာတွေဖယ်လိုက်မြေပြင်မှာရှင်းရှင်းလေးမြင်လာရမယ်တရုတ်ဖိအားတရအဲစစ်မျက်နှာပြင်ပိတ်ခိုင်းလိုက်ရင်ဘယ်သွားမှာလဲဘာကြောင့်ပိတ်ခိုင်းလဲ စစ်ကောက်စီရောတရုတ်ကိုအာကိုပြီးပိတ်ခိုင်းလိုက်ပိတ်တာလားအဲ့လိုမျိုးမဟုတ်ဘူးရှင်းရှင်းလေးပဲကြည့်ကြည့်ရှမ်းမြောက်မှာအဓိကဖိအားကနေလွတ်ထွက်လာတဲ့အင်အားစစ်အင်အားပေါ့ရှိတဲ့အင်အားလေးလေချောင်းရံတိုက်ခိုက်မှုတွေအလုံးဒီတော့သူတို့ရဲ့အသက်သွေးကြောတွေဖြစ်တဲ့တခြားဘက်ကိုအာရုံပြောင်းလို့ရသွားတယ်စစ်ကောက်စီဒါကိုလည်းအရင်နေ့တွေမှာပြောခဲ့တယ်ကျွန်တော်ပြောတဲ့ပုံမှာတတ်ထားတဲ့ China Rakhine AHIS ဆိုတာဝင်ရိုးလို့ခေါ်တယ်ဒါဟာစစ်ရေးနိုင်ငံရေးတောက်တာမှာ တဆင့်ပို့ပြီးတော့မြင်တယ်သူရဲ့ဝင်ရိုးတွေရှိတယ်ဝင်ရိုးတွေကဥပမာအပေါင်းတို့ sorry အရုပ်တွေမြင်ကုန်လို့ဒီလိုမျိုးရှိတယ်နော်ဝင်ရိုးတွေအဲ့ဒါမျိုးတွေနဲ့လိုက်ပြီးတော့တုတ်တက်ရတယ်အရုပ်မြင်တော့တိတ်ပြလို့မကောင်းဘူးလက်နဲ့ချိနေအဲ့လိုမျိုးပုံစံဝင်ရိုးအဲ့ဒါတွေတုတ်တက်မှဒါကတော့နည်းနည်းပို့မြင်တယ်ရှုပ်ထွေးတယ်ဒါကတော့ထားလိုက်ကျွန်တော်တို့တင်ဖူးလို့သိတာအဲ့ဒီဝင်ရိုးတွေကနေတုတ်တက်ရင်အဖြစ်ကိုလိုက်လို့ရတယ်ဒါပေမဲ့ပေါက်ပန်း၄၀တဒင်းတွေနောက်လိုက်ရင်တော့မရဘူး AHIS ဆိုတာကအစင်းမြစ်တုံးတက်တဲ့နေထဲမှာပါတယ်။ပြီးတော့အဲ့ဒီဟာကိုကျွန်တော်အထည့်ထားတာကအဖြစ်ထွက်အောင်ပေါ့ဗျာနော်။ဒါပေမဲ့ဘယ်လိုတုံးတက်လဲဆိုတော့လိုက်ရှင်းပြမယ်ဆိုတော့တော်တော်ရှုပ်ထွေးတဲ့အခြေခံတိမရတော့ဘူး။အဲ့ဒီမှာကျွန်တော်ပြောချင်တာကလောလောဆယ်တစ်ချက်ကမြောက်ပိုင်းကအင်အားတွေကိုမန္တလေးစကိုင်းအခုဆိုရင်ကြားဖက်ကိုပါနည်းနည်းပါလာပြီ။ဒီတော့စုစည်းနေတာပေါ့ရွေးကောက်ပွဲဆိုတာဘာမှမစင်စားနဲ့အချိန်ဆွဲတာဘိုင်းတိုင်းပေါ့ဗျာအချိန်ဝဲတာ။ အဲ့ဒီဟာကိုကာကွယ်တဲ့ဇလန်းတွေ live ပေါ်မှာပြန်နေတဲ့သတင်းတွေကเนาะဒီတော့ရှင်းရှင်းလေးလေးမြင်ပြီမို့လားအချိတ်ဆွဲတဲ့သတင်းပြန်နှံ့နေတယ်ကျွန်တော်တို့ live ပေါ်မှာကသတင်းပြန်နှံ့တဲ့နောက်ကိုအပေါ်ရစားတော့ပြီးတော့ဟေးဟူးဆို live on နေကြတယ်အဲ့တော့ရှင်းရှင်းလေးလေးမြင်ပြီမို့လားရွေးကောက်ပွဲဆိုတာအကာစိတ်အင်အားစုစည်းမနိုင်တော့ဘူးဆိုတာကတကယ်အခြေအနေအဲ့ဒီပုံစံကိုမြင်နေဆိုရင် ထပ်ပြီးတော့ကြည့်ပရမအူဆုံးစစ်ရေးပထဝီနိုင်ငံရေးကိုကျွန်တော်တို့ထက်ကိုတွေ့ရတာဘာလို့ဆိုတရုတ်စံတော့ဘာကြောင့်လဲဆိုတော့အဲ့လိုသိပြီးသား TNA ရဲ့တဘောသူညီနိုင်မှုဒီနေ့20ရက်နေ့မှာစောင့်မယ်ဆိုတည်တယ်အာနိုဝင်ဘာ20ရက်နေ့မှာစောင့်မယ်ပေါ့နောက်ဆုံးအဲ့ဒါကအာနာမြားချေပြောင်းလဲခြင်းကိုဖြစ်ပေါ်စေတဲ့ဝင်ရိုးမှာဆိုရင်လော့ထွက်လာတဲ့စစ်ရေးပါဝါအဲ့ဒီဟာအာနာအတွက်အသုံးပြုတဲ့ပါဝါတွေတခြားအင်အားတွေလေကြောင်းတိုက်ခိုက်မှုတွေကိုသခိုင်းတို့ကြရတို့ ရခိုင်တို့ဘက်ကိုကြောက်လာစေနိုင်တယ်ဒါရှေ့ရှေ့လေးပဲတစ်ဖက်မှာအလုံးမရှိတော့လို့ဒီဒီနေရာမှာပြောချင်တာကတိတ်ချစဉ်းစားဖို့ကတရုတ်ရဲ့ရှိရချက်ကစစ်ပွဲကိုအဆုတ်တတ်ဖို့မဟုတ်ဘူးနားလည်ထားဖို့ကတော့သူ့ရည်ရွယ်ချက်ကစစ်ပွဲကိုအဆုတ်တတ်ဖို့မဟုတ်ဘူးဖြစ်ချင်တယ်ပြေမဖြစ်ချင်နေကျွန်တော်တို့တော်လိုက်မှာရောစစ်ပွဲကိုအဆုတ်တတ်ဖို့ရည်ရွယ်ချက်ရောစဉ်းစားထားတာရောရှိရလားထည့်ကြည့်လေ စစ်ပွဲကိုအဆုတ်တတ်ဖို့ရည်ရွယ်ချက်ရောစဉ်းစားထားတာရှိရလားတနည်းအားဖြင့်ဂိုးပန်းတိုင်ပေါ့စစ်ပွဲဆိုတာတော်လာရေးဆိုတာအဆုတ်တတ်ဖို့လို့တယ်ဆိုတာမဖြစ်မနေနားလည်ထားဖို့လို့တယ်အခုချိန်မှာတော့စဉ်းစားထားဖို့တော့မတွေ့ရသေးပါဘူးမဟုတ်လားဘလို့အဆုတ်တတ်မလဲဆိုတာတော့ဒါမှဘလို့လေးနဲ့မှဘလို့မှမစဉ်းစားထားဘူးဒါတော့အတိအကျမြင်နေရတယ်အဆုတ်တတ်ဖို့မပြောနဲ့အသက်ရှင်အောင်တော့မနေ့ရောက်ကန်နေရတယ်တော်လာရေးဦး ဒီဟာကိုတိဖို့လို့တယ်အစောတက်ဖို့နီးဆိုတာဘန်းတိုင်ဘယ်လိုသွားမလဲဆိုတာစဉ်းစားတဲ့နီးဒီတော့အဲ့ဒါတွေချလိုက်ခုနကပြန်ဆက်ရရင်တယောက်ကလုံးမကသူ့ရဲ့ပိုင်ဆိုင်မှုရင်းနှီးမြှုပ်နှံမှုတွေကိုလှုပ်ချုပ်အောင်ဒီတော့ဘာလုပ်မလဲဂျာခန့်ထိချုပ်မှုပဲလေသူကိုယ်တိုင်ဝင်လာပြီးလှုပ်လို့မရဘူးအိန္ဒိယတို့အိန္ဒိနာချင်းတွေတခြားစူပါပါဝါတွေစောင့်ကြည့်နေတဲ့အပြိုင်မှုတွေရှိတဲ့ရုပ်ပြက်အောင်လှုပ်လို့မရဘူးဒီတော့ဂျာခန့်ကအတော့ချတယ်စစ်တပ်ဘာကြောင့်အတော့ချလဲအေအေဂျာဖြူမသိအောင် သဘောပြောချင်တာကဒါသဘောပြောတာဒီတော့ဒုတိယအချက်ကထပ်ကြည့်လိုက်အတိအကျပြောမှဆိုရင်เนาะရှမ်းမြောက်မှာအပြည့်ရတဲ့ဆိုတာတရုတ်ရဲ့စံဒအတွက်စစ်ကောက်စီကဖော်ပေးလိုက်တာအကျိုးမြတ်ရတာကတရုတ်ဒီတော့နောက်နောက်ခြေတလန်းကဘယ်လိုသွားမှာလဲတရုတ်နဲ့ပဲကြည့်ရခိုင်သွားမှာလေကျွန်တော်ပြောပြီးရခိုင်ပဲသွားမှာမန္တလေးမိုးကုတ်မိုးမိတ်ဆိုတာကရပီးသားလို့တော့သဘောထားထားတဲ့သဘောမဟုတ်ရင်မနေ့ကနောက်ဆုံးမှပြောခဲ့တာမှတ်မိတယ်မဟုတ်လားအဲ့ဒါနဲ့ခက်စစ်စင်ပဲ ပေါ်ပေါက်လာကိုမမမတော့တွေးလိုက်သေးတယ်ဘမမချင်းပြန်ပြီးတော့ဇက်ပေါင်းမဲ့အခန်းလာမသိဘူးလို့မြင်တယ်ဒါလည်းတိတ်တိတ်မဟုတ်ဘူးလို့တော့ပြောလို့မရသေးဘူးတိုင်းတရခံဘူးတော့ဒီတော့ပြန်ကြည့်ပါအေးအေးဟာနော်ကျွန်တော်ပြောတာကရခိုင်ဘက်ကိုလာမယ်ဆိုတော့ထောက်ပြခဲ့တယ်နော်လက်ခံလာအဲ့ဒါကိုတရုတ်စန်တားဆိုရင်ရခိုင်ဘက်သွားမှာမိုးကုတ်မိုးမဲကိုမသွားဘူးလက်ခံလားအဲ့ဒါကိုလက်ခံဖို့လိုတယ် yes or no ရခိုင်သွားမယ်ဆိုတော့ရှင်းလင်းနေမှာကိုပဲတရုတ်မှာတော့အစီအစဉ်ရှိတယ် UNG မှာတော့မရှိတာပြီးတော့တရုတ်ကချမ်းမြောက်ပြီးရင်ရခိုင်သွားမှာပဲဟောအဲ့ဒါလက်ခံမှာရတာတခြားနေရာကအလဲပိုင်းမှာကတအားကြီးကိုသူ့အတွက်အာယုံနောက်ဆရာမရှိဘူးရခိုင်မှာတော့အေရောကြောက်ဖြူမတိတ်တိတ်လေးပဲလောက်တော့မဲ့အချင်းနေဒါလက်ခံဖို့လိုတယ်ဒီတော့ AAR ရခိုင်မှာတရုတ်စီမံကိန်းတော့အဓိက၁၇ခုမှ၉ခုကို အတချို့ဆိုတစိုက်တစ်ပိုင်းထိချုပ်ထားတယ်။ဒီတော့ကြောက်ဖြူကြည့်ရမှာပေါ့စိုက်ကန်းတွေပိုက်လိုင်းလှုပ်ချုပ်ရေးတွေကိုသူအပိတက်သိမ့်ဖို့အဲ့ညမှာစံတော်တစ်ခုရှိတယ်။အေအေတို့ကစစ်ကောင်စီအားလုံးရခိုင်ကနေထွက်သွားဖို့စံတော်အဲ့ဒါကအာရခ dream ယခိတအိမ်မက်ဒီဖက်ကတရုတ်ရဲ့စံတော်ကစစ်ကောင်စီကိုကြောက်ဖြူလေးမှာတော့ပိတ်ထားပါဆိုတဲ့စံတော်မျိုးဖြစ်နေတယ်။အဲ့နှစ်ခုဟာမြားချေရှာရတာ။အေအေတို့ကသူစံတော်မရောက်ဘူး။ စက်ကောက်စီကလည်းအဲ့ဒါလဲလောလိုက်ရင်သူရဲ့ဥစ္စာကုန်ပြီနော်အခုလက်ရှိ6ခုလောက်ထိထားတာကမှအနည်းတသမ3ဘီလီယံရှိတဲ့ဒေါ်လာတနစ်ကိုကြားဖြူစက်ကန်းလေးပိုက်လိုင်းတွေနည်းနည်းတချို့နေရာတွေကတော့အစိပ်ပိုင်းလောက်ပဲထိချုပ်ထားတယ်တချို့နေရာတွေအပြည့်ဝအစိပ်ပိုင်းဆိုတာကအန်းကိုထိချုပ်ထားတဲ့သဘောဒီတော့ပြန်များအနေနဲ့7ခုမှ6ခုထိထားတယ်အဲ့ဒီဟာရဲ့ဝင်ငွေကမှဒေါ်လာနည်းတသမ3ဘီလီယံရှိတယ် ဒေါ်လာနော်3ဘီလီယံရှစ်တနည်းကိုအေရုလက်ထက်မှာ6ခုပဲသေးဒီတော့အဲ့ဒီဟာအတွက်တရုတ်ဟာ energy security သူရဲ့စွမ်းအင်ကိုလှုပ်ချိုးရေးမဖြစ်မနေခိုင်မာအောင်တော်ခွေနိုင်အောင်တိတ်ချအောင်အရေးတအားကြီးတော့ဟိုဒီတော့သူရဲ့အသက်ရှင်တန်မှုစွမ်းအင်ရှင်တန်မှုမလကထွက်ပေါက်တဲ့ဒါအသက်ရှင်တန်မှုဒီတော့လက်ရှိမှာတိတ်ချတာတခုကတော့ဘယ်လိုနည်းနဲ့မှဆက်ကောက်စီ ထိတ်ချုပ်ပြီးကောက်ွယ်ပေးထားတဲ့အခြေအနေတည်းမှာမရှိဘူး AA ရဲ့ဩဇာအောက်ရောက်သွားပြီလက်အောက်မပြောတော့ဩဇာအောက်ပပတ်လက်ဝိုင်းထားတာကိုဩဇာအောက်ရောက်သွားပြီဒီတော့ TNA လိုမျိုးမျိုးပြန်ပေးဆိုပြီးတော့လုံးဝမဟုတ်ဘူးအင်ကောင်လမ်းရသိမကောင်ဟုတ်ပါစိနဲ့တော့ကိုစောကကျတော့အဲ့ပါစိနဲ့ဥစ္စာကကျတော့ လိုက်မှာပြောရင်တော့အရှင်းပြမှာဘာလို့ဆိုရင်ရှင်းရှင်းပြောရင်အာရခိုင်တစ်ခုလောက်အ sorry တရုတ်တစ်ခုလောက်အတွက်နဲ့ဆိုရင်တော့ဘယ်လောက်မှတော့မဟုတ်ဘူးဒါပေမဲ့ယူနန်အတွက်ဆိုတော့များတယ်အဲ့လိုပြန်ခွဲမရမှာဗျတရုတ်တစ်ခုလောက်ဆိုရင်တော့မဟုတ်ဘူးပေါ့ဗျာတခြားပင်လယ်တွေဝင်တာတွေရှိတယ်ရောဒီဘာလဲအီရန်ဘက်ကနေလည်းတိုက်ရိုက်ပို့တာတွေရှိတယ်စွမ်းအင်ဟာတရုတ် တယောက်တစ်ခုလုံးတွေ့တော့မဟုတ်ဘူးယူနန်တွေ့ဆိုရင်တော့ဟိုပါစင်ကတော်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 များများကိုဖြစ်သွားပြီအဲ့လိုမျိုးအတိကျတော့ကျတော့တိကျတော့ကျတော့ရေးထားတာရှိတယ်အလောတော်မရဘူးဒီတော့နောက်မှပြောပြမယ်နော်ဒီတော့ပြောချင်တာကအေအေရဲ့ဩဇာအောက်ရောက်သွားပြီတေချာဘဘလူနီးနဲ့ပဲဖြစ်ဖြစ်ရှမ်းမြောက်လိုမျိုးကြောက်ဖြူပြန်ပေးလိုက်ဆိုပြီးလုံးလို့မရဘူးနောက်ချိုကြောင့်မဲ့တီပေါ်မိုးကုတ်မိုးမိတ်ပြန်ပေးလိုက်ဆိုတာမျိုးလုံးလို့ရတာက အုတ်ချုပ်ရေးမခိုင်မသေးတဲ့အတွက် TNA တို့ခြေတလန်းနောက်ကျခဲ့လို့ပေါ်သွားတာဟိုမှာကအုတ်ချုပ်ရေးကထားတာကျွန်တော်ပြောပြီးပြီအုတ်ချုပ်ရေးစိတ်ဝင်ပြီးတော့ကြောက်ဖြူတိတ်လို့ရတယ်ဒီတော့အဲ့ပိုင်ရှင်တစ်ခုရဲ့ကြားထဲမှာဘယ်သူမှလာနေမှာမဟုတ်ဘူးအဲ့သဘောနဲ့တူတယ်ကျွန်တော်ပြောခဲ့တာလေအဲ့လိုမျိုးပဲဘယ်သူမှလာလို့မရတော့ဘူးအခြေအနေအဲ့တော့မောင်းထုတ်လို့မရတော့ဘူးကြောက်ဖြူဟာနေစက်ကောက်စီလက်ထက်ပြန်ပေးလိုက်အေအေတို့ထွက်သွားဆိုပြီးတော့မောင်းထုတ်လို့အေအေတို့လောက်ရလက်မခံဘူးဒါတစ်ချက်ဒီဘက်ဖြစ်ခုနကဟာလည်းပြန်ချိန်လိုက် စင်မျက်နှာပြင်သုတ်ခုတည်စင်မျက်နှာပြင်ရှမ်းမြောက်စင်မျက်နှာပြင်ရခိုင်ဘက်ကိုဥတီနေတယ်အင်အားတွေကတိုက်ခိုက်ဖို့ပြင်နေတယ်အလဲပိုင်းကိုနည်းနည်းလေးစပြီးတော့ပေါက်လို့ပေါက်လို့ဖက်မှာတိုးနေပြီစစ်ကောက်စီဒီတော့မတူညီတဲ့အချိန်မှာဘာဖြစ်လို့တပြိုင်တည်းထဲလှောက်ရှားနေလဲဆိုတော့အကြောင်းအကျိုးဆိုတာက AHIF ဝင်ရိုးမှာရှိတယ်ဒီတော့စစ်ကောက်စီမှာ over stress ဆိုတဲ့အင်အားကိုပြန်တင်းနေတာကိုမပြပြမထိရောက်တဲ့ logistic ဖြစ်နေတယ်စိတ်တိုင်းကြ တော်တိုင်အင်အားစုတွေကြားထဲကနေပြီးတော့ logistic ချိတ်လို့မရဘူး။ဒီတော့တရုတ်ရဲ့ဖိအားကိုအတုံးချပြီးမြောက်ပိုင်းစစ်မျက်နှာပိတ်တော်ကိုလှုပ်လိုက်တယ်။အဲ့ဒါတစ်ချက်ပိတ်လိုက်တဲ့အင်အားကိုရွေးကောက်ပွဲဆိုတဲ့အကွက်နဲ့နောက်ကွယ်မှာသခိုင်းကရားစီကို alignment အနေနဲ့ပြန်ပို့တယ်။ဒါတစ်ချက်ချိန်ကြီးတော့ဘူးသူ့ရဲ့အင်အားကိုစစ်ကောက်စီရဲ့နေရာကပြန်စဉ်းစားရင်တွေ့တော့ပါလေ။သူ့ရဲ့အင်အားကိုချီချီရအတုံးချနိုင်တဲ့ဘက်ကိုထားလိုက်တာ။မဆိုလည်းပဲဟိုဘက်မှာတရုတ်ရဲ့ဩဇာကိုသူမလန်နိုင်ဘူး။အကျိုးရှိတာကတရုတ်အခုကြီးယူလိုက်တာ။ ဒီတော့တရုတ်ရဲ့အကျိုးကြီးမားဆုံးသော geopolitical asset ကချက်ဖြူ AA လက်ထက်ကိုတော်တော်များများစိတ်ဝင်ရောက်ရှိနေတဲ့အခြေအနေမျိုးဒီတော့တရုတ်ရဲ့နောက်ထပ်ပြီးအပိတ်မှုကဒီဘက်ကိုရောက်လာတယ်ဆိုတဲ့ဥစ္စာခုနက yes လို့ပြောတယ်သဘောတူတယ်လို့ပြောတယ်ရှေ့ဆက်ပါဖြစ်လာနိုင်လဲဆိုတာကိုဆက်စဉ်းစားဖို့လိုပါပြီနော်စက်ကစီအခုဆိုပါလဲမြေပြင်ရောရေပြင်ရောလက်နက်ကြီးတွေနဲ့ရောပြစ်ခတ်တိုက်ခိုက်နေတယ်တော်တော်ပြပြတက်တံကိုတိုက်နေကြတယ် နော်အဲ့ဒါကလည်းရှေ့ရှေ့ပြောရင် तू ပြန်သိမ့်နိုင်ဖို့ तू तू တက်တွေပြန်ဝင်လာဖို့မဟုတ်ဘူး तू တက်တွေဝင်ဖို့လမ်းကပိတ်ထားပြီးသွားပြီလေမဟုတ်လားဘလိုင်းဖြစ်စည်းနေတာဒီတော့အဖြစ်နိုင်ဆုံးကရခိုင် trade off ပါဖြစ်လို့လဲတရုတ်ဟာကြောက်ဖြူလို့ချွေရွတ်စက်ကောက်စီကိုကြော်လွန်ပြီး AA နဲ့ဆွေးနွေးကိုရဆွေးနွေးမှရတော့မဲ့အခြေအနေရောက်သွားပြီအဲဒါကြောင့်မို့လို့ပြောတော့ပြောတော့ဗောဆွေးနွေးရတော့မဲ့အတိတ်အပေးယူလောက်ရတော့မဲ့ အဲ့လိုအခင်းကျင်းမှာအေးအေးကိုဘယ်လိုလုပ်မလဲဆိုရင်စစ်စင်ရေးဆိုင်ရအပြစ်ရဖို့အတွက်ပြောရတော့မှအခြေအနေနော် PR ပေးရတော့မှအခြေအနေတေချာဘာပဲလေအေးအေးစစ်တိုက်တော့ရတော့ရတော့ဆိုတဲ့ PR ဘာနဲ့ပေးမလဲအဲ့လိုမျိုးဟာကိုစဉ်းစားတော့မှအဲ့ဒီအခြေအနေကစက်ကောက်စီကဘာမှမတတ်နိုင်ဘူးသူများစီစဉ်တာဟာကိုမျက်စိလေးမိတ်ပြီးတော့နော်သူ့အတွက်ကြံအောင်ဆိုပြီးတော့အကြမ်းဖက်နေတာတရုတ်ညှိပေးလို့ကြောက်ဖြူအောင်နေစစ်တပ်ထုတ်သွားတာမျိုးစစ်တပ်လက်ခံမှာမဟုတ်ဘူး အာအေအေဆန်သားကိုလိုက်ရောတာပြီးတော့အေအေကလည်းကြောက်ဖြူဆုံးမမဟုတ်ဘူးတရုတ်ကြီးရမယ်အပေါက်ကဒီချင်းနေမှာရခိုင်ကနေနော်ဖြစ်လာမယ်ဆိုရင်အခုလိုမျိုးတရုတ်ဖိအားကြောင့်နော်စီဖိုင်ယာဖြစ်လာမယ်ဆိုရင်စစ်ကောက်စီရခိုင်ကနေစစ်အင်အားမကြမ်းတကြမ်းတော့ပဲထားခဲ့ပြီးတော့စုတ်ဖွဲ့ရနိုင်တဲ့အခြေအနေတော့ဖြစ်နိုင်တယ်ရွေးကောက်ပွဲလည်းဆက်ပြီးတော့ရှိလာနိုင်တယ်အဓိကတိုက်ပွဲကစကိုင်းကရဖက်ကိုလက်သွားနိုင်တယ်ဒါကလက်ရှိအခြေအနေမှာနည်းနည်းတော့ကြံခဲ့မှာပဲ အဲ့ဒီနည်းနည်းကဘယ်လိုမျိုးဖြစ်မလဲဆိုရင်ပိုက်လိုင်းအဆောက်နော်ကြောက်ဖြူမှာရှိတဲ့ဒီဓာတ်ငွေ့ရဲ့လှုပ်ချုပ်ရေးအဆောက်ရဲတတလာပဲကြံခဲ့မှာအဲ့တော့တဖက်ကပြန်ချင်း AA တို့အနေနဲ့ဒါကိုချင်းချက်ရမှာနော်ကျွန်တော်ထင်တယ်နောက်ကွယ်မှာချိတ်ဆက်ပြီးတော့ပြောဖို့စန္ဒရှိနေပုံရတယ်မြောက်ပိုင်းရှမ်းပြည်နယ်မှာကုတ်သွေးလမ်းကြောင်းပြီးွားတာနဲ့ဒီဖက်ဆွမ်းအင်လှုပ်ချုပ်ရေးကိုအာမခံဖို့အတွက်ရခိုင်ကိုပင်လယ်ထွက်ပေါက်လှုပ်ချုပ်စေဖို့ဖိအားတေချာပေါက်ပေးတော့မှာတရုတ်က အဲ့ဒါကို AA တို့ဘယ်လိုလုပ်မလဲဆိုတော့တစ်ချက်ကြည့်ရမှာ AA တို့ရဲ့စံတော်ကျတော့ပြောခဲ့တဲ့အစမှာရခိုင်ပြည်ကအားလုံးထွက်သွားဆိုတဲ့ဟာမှာတော့တခြားဖက်ကနေပြီးတကွက်ခြံဖို့လုံနေသေးတယ်စစ်တပ်အားလုံးထွက်သွားဆိုတာက လောလောဆယ်မှာတရုတ်ဖိအားနဲ့ပြင်းထန်တိုက်ခိုက်မှုခံရတာဘာလို့ဆိုရင်ရွေးကောက်ပွဲ sorry ကိုမင်းဆွေးနွေးပွဲလာတော့မှအခြေအနေတိုင်းမှာကြီးမားတဲ့အကြမ်းဖက်မှုတွေစစ်တပ်ကအမြဲတမ်းလုပ်လို့ရှိတယ်ဟုတ်တယ်မဟုတ်လားကိုမင်းမှာ TNA နဲ့မဆွေးနွေးခင်မှာ ပိုးစိုးပတ်ဆက်ကိုကျဲတာလေအရက်သားတွေကိုဒီတော့အခုလည်းအဲ့တဘောနဲ့တူတယ်သူရလက်လေးထွက်အောင်သူရည်ရွယ်တဲ့အကျန်းဖန်ဒီတမျိုးရောဆက်ပြီးတော့တစ်ခါလည်းကြည်ပါကျွန်တော်ပြောတော့ဘောက်လည်းဟုတ်ရောလောင်းမလားကျွန်တော်ကြည့်နေကော်မန့်ရရောဝိုင်းအော်အပေါ်မှာပြောတာဒီတော့ရခိုင်ပြည်နယ်မှာ နော်ဒါကိုပိုးစိုးပက်ဆက်တချို့လူတွေစက်တက်ထင်းတယ်မျိုးလွတ်မြောက်ရေးမရှိတော့ဘူးအဆုတ်တက်သွားပြီလို့ထင်နေတာမျိုးတော့လောကလွဲတယ်နော်စက်တက်ဘက်ကနေတခုပြတ်ပြမယ်စက်ပွဲနီးဂုတ်ချုပ်သွားတာလည်းမဟုတ်ဘူးကိုယ်တော်ကြီးလမ်းကြောင်းလှုပ်ချုံမှုဘဟုပြူတဲ့အခြေအနေဘက်ကိုလက်သွားတာမဟာပြွာမြောက်စီးပွားရေးစာချုပ်အသစ်မိတ်ဆက်ပွဲတော်ဖြစ်လာနိုင်သေးတယ်နော်ကောက်တော်ရေ တရုတ်ကြီးမန်းချက်ဟာငိတ်ချမ်းရေးလောဝမဟုတ်ဘူးပိုက်လိုင်းကြောက်ဖြူစိတ်ကန်းလှုပ်ချုပ်ရေးအပိတိုက်အမခန့်ချက်ရဖို့အေအေစီကတောင်းနေတာနော်အေအေရဲ့ပိတ်ဆက်မှုတွေကိုစိတ်ကူးတော့အိမ်မက်တွေပါတွေကိုလက်ပြစ်လိုက်တော့နဲ့တူတူပဲကျွန်တော်ထပ်ပြောပြမယ်အချက်လက်တွေတန်းစီလိုက်မြောက်ပိုင်းရှမ်းပြည်နယ်မှာကုတ်ကြားစိတ်နဲ့အပြစ်ခတ်ရက်စဲကြီးနဲ့တရုတ်ကအနိုင်ရပြီးထိုက်ခဲ့တယ်ကုမင်းနဲ့ဟိုက်ကေဆွေးနွေးပွဲသဘောတူညီချက်တွေကတရုတ်စံတော့အခုရက်ခိုင်မှာအဲ့ဒီလမ်းကြောင်းကိုခင်းနေတယ် အန်ဒီယကင်းအောင်ထိပ်ပေးနိုင်သူအဖြစ်လမ်းကြောင်းဘက်ကိုပြောင်းသွားပြီးဒေါ်လာရေးလည်းမဟုတ်ဘူး AAC မှာကဲကိုထိတ်ချုပ်နေတဲ့မြေပုံအချက်လက်တွေကိုဘယ်လိုတိုက်ပတ်ဖွင့်မလဲတေချာကြည့်စစ်ရေးအောင်ပွဲပန်းတိုင်းပြောင်းသွားတော့ကြားလာပြီနော်ပုံရသူဆိုတာစစ်သားမဟုတ်ဘူးအခင်းချင်းပြောင်းသွားတော့ပြောတော့နော်သိသိချင်းလားတရုတ်ရဲ့လှုပ်ချုပ်ရေးလက်နက်ကိုကျွန်တော်တို့အတုံးချပြီးတော့ဟိုဆက်ပြီးတော့သွားမလားစိတ်နိုင်အောင်မင်းအောင်လိုက်ကိုဖြုတ်ဖို့နေပြီးတော့ ရည်ရွယ်ချက်နဲ့မဟာပြီးတော့ခင်းမလားစင်စင်လေးပါဗျာစက်ကောက်စီနေရစ်ခဲ့ပါစေငါပိုက်တိုင်းမဖြစ်စည်းရဘူးဆိုတဲ့တရုတ်ရဲ့ခက်ပြက်ပြက်သဘောထားကိုမြင်ဖို့လိုတယ် yes or no ကျွန်တော်မေးတာဒါပဲစက်ကောက်စီနည်းနည်းတော့နေရစ်ခဲ့ပါစေငါပိုက်တိုင်းကိုဘာမှမဖြစ်စည်းနဲ့မတိုက်ခိုင်းနဲ့ငါပိုက်တိုင်းတော့မပြဿနာမဖြစ်နဲ့ညိတော့ဒါတရုတ်ရဲ့သဘောထားဟုတ်လား ချင်းချင်းလေးပဲလေစက်ကောက်စီနည်းနည်းတော့နေခဲ့เนาะငါပိုင်လိုက်လဲမတိုက်ခိုင်းနဲ့မဖြစ်စီနဲ့အကြမ်းမဖက်နဲ့ဒါပဲအဲ့လိုသဘောနဲ့သွားတော့လာတယောက်ကပြောထားပြီးသားအဲ့ဒီစီဖိုင်ယာကိုတောင်းတာတဲ့စီမံကိန်းလှုပ်ချော်ရေးကိုကာကွယ်ပေးမဲ့လက်နက်တစ်ခုဖြစ်တယောက်ကတောင်းတာစစ်ပွဲရတာမရတာကိုတအားကြီးရတာမဟုတ်ဘူးအပြစ်ခတ်ရဆက်ရေးဆိုတာကစကားတောင်းတာကငါစီမံကိန်းလှုပ်ချော်ရေးကိုအေအေတို့ပေးနေပြီစစ်တပ်ကနည်းနည်းလေးတော့ထားပေးလိုက်60 30 80 20သဘောနဲ့သွားဖို့ အဲ့အတွက်စစ်တပ်ကအဲ့ဒီဆွေးနွေးပွဲရောက်လာတော့မှအခြေအနေမှာဆိုရင်အကြမ်းဖက်တယ်အဲ့ဒီသဘောနဲ့အကြမ်းဖက်နေတာဒါဟာ level 1 trade off ပဲအဲ့ဒီတိုက်ပုတ်လဲကြည့်လိုက်တိုက်ခဲ့တဲ့ပုံစံတစ်ချက်ကြည့်အဲ့ဒီရဲ့အကျိုးတရားမှုတွေရခိုင် trade off ပဲနော် level 1မှာ AA ပိုက်လိုက်လှုပ်ချိုးရေးအာမခံပေးတယ်ပိုက်လိုက်ဖြည့်စီးထိခိုက်တာမဟုတ်ဘူး level 2မှာတရုတ်က AA ကိုဒီ data မှာထိ ंछ ုံမှုကိုလက်တွေ့အတိမတ်ပြုရမယ်ဒါဟာ de facto အတအနေနဲ့အတိမတ်ပြုရတော့မှာ ကျွန်တော်ပြောခဲ့ဘူးပါတယ်အနောက်နိုင်ငံကအတိမတ်ပြုမှာမဟုတ်ဘူးတရုတ်အတိမတ်ပြုလည်းပြီးပါတယ်ဒီတော့အရေးကြီးဆုံးကအေးအေးကိုဘာကြောင့်အတိပြုရမလဲလက်ခံရမှာလဲအဲ့ဒါနဲ့မေကွန်တရုတ်ကထုတ်မှာတရုတ်ကမေကွန်ထုတ်တာနဲ့အေးအေးအားကြီးမားတယ်တရုတ်ပိုက်လိုက်လှုပ်ချုပ်ရေးကိုအေးအေးရဲ့စေရေးအရှိန်ချော့ချမှုဟာကြီးမားတဲ့တရားမှုရှိတယ်ဟုတ်လား အဲ့ဒါကြောင့်အေအေစိတ်ရဲအရှိတ်ချော့ချင်ရင်စိတ်ကောက်စီစိတ်ရဲအရှိတ်ပါချော့ချလိုက်မယ်မချော့ချရင်တော့တရုတ်ကဖီအာပြပြထက်ထန်ပေးလိုက်မယ်ဒီတော့အဲ့ဒီအခြေအနေကိုဒီဟာကလောကဆုတ်ဖောက်ဖို့အခြေအနေတော့မဟုတ်ဘူးတရုတ်အေအေတို့ကလည်းဒါကိုလောလောဆယ်မှာဒီတစ်ဆင့်လက်ခံလာရမယ်ဘာဖြစ်လို့ဆိုရင်နောက်ခံနေမှာဆက်ပြောမယ်လောလောဆယ်မှာဒီခြေလန်းကိုပဲအဝါပြီလို့ပြောလို့ရတယ်ကျွန်တော်ပြောပြပါပြီတရုတ်နဲ့သဘောတူပြီးတော့စီမံကိန်းတွေပြန်လဲလဲပတ်တဲ့နေ့အောင်တဲ့နေ့ပဲ အဲ့လိုမျိုးပဲစာချုပ်အသိရေးတဲ့နေ့အောင်တဲ့နေ့ပြီးတော့ထပ်ပြီးတော့ပြောချင်တာကနော်ကျွန်တော်ပြောချင်တဲ့အချက်ကတော်လိုင်းရေးတစုံလုံးကြည့်ပါအကျိုးစီးပွားတရုတ်အကျိုးစီးပွားကိုထိ ंछ ုံနိုင်တဲ့သူဟာအောင်မြင်တဲ့သူဖြစ်နေတယ်